ကဲပွဲကြီးပွဲခေါင်းကတော့မနက်ဖြန်မှာရှိပါတယ်နော်အဲကျွန်မအရင်လေးကလည်းတင်ပေးခဲ့တယ်ဒါသမားရီထုံးတဲ့ထွန်းနဲ့ညူရောက်မျိုးတော်ဝင်အစ်စ်ပေါ့နော်မန္တာနီတို့ဒါတွေ့ဆုံမယ်ပေါ့နော်အဲ့ဒီအကြောင်းလေးပြပြပေးချင်ပါတယ်ဒီ Global New 11အကောင့်လေးကိုလည်းအကောင့်လေးနဲ့တက်တဲ့ basic message ထုတ်သွားထားလို့ကျွန်မထပ်မှပြန်လာတယ် @Global New 11ဆိုတော့အကောင့်လေးကိုအဲ့ဒီတိုင်း YouTube မှာရိုက်ရှာပြီးတော့သွားပြီးတော့ subscribe လုပ်ထားနိုင်ပါတယ်နော် profile picture အထူးထူပါပဲ ကဲတော့ကိစ္စကဘာလဲဆိုတော့ဒီနေ့ပဲကတမတိုင်းထုံထွန်းမှာသူရဲ့ true social media ကနေတင်ကြလိုက်တယ်ပေါ့နော်။အာဒီ mentality ကသူ့ကိုတွေးဆမှုအတွက်ကခွင့်တောင်းလာတယ်။အဲဒါကြောင့်မို့သူတို့ကမက်ဖန်နှမှုကို November 22ရက်တောက်ကြနေမှာပေါ့နော်။ဒီ Ambudor ရဲ့ဒီဘဲဥပုံရုံးကမှာသူတို့တွေ့ကြမယ်ပေါ့နော်။အဲဒီဟာကိုသူတို့အတီးပြုတ်လိုက်ပြီး အရင်တစ်ခေါက်ကြောခဲ့သလိုပဲသူတို့နှစ်ယောက်ကဒါအပြန်အလှန်အကြီးကျယ်ပေါ့နော်တိုက်ခိုက်မှုတွေလုပ်ထားတဲ့ခါကျတော့မလက်ထံတွေးဆုံတဲ့ခါမှာသူတို့ဘယ်လိုမျိုးဟိုအေးဆေးဆေးပဲဖြစ်သွားမလားတခုခုများတစ်ယောက်နဲ့တစ်ယောက်ဖဲ့မလားဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်သူတို့အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့သူတို့ဒီမျိုးတော်ရဲ့ဒီဘေးကင်းလုံခြုံရေးဒီစီးပွားရေးဆိုင်ရာလုံခြုံရေးဒီဒေတာရေးဒေတာစားသောက်မှုစေရေးဒေတာရေးဒါမျိုးတွေပေါ့နော်ဒီ new york မျိုးအတွက်ဒါသူတို့ဆွေးနွေးကြမှာဖြစ်တယ် ။အကျွန်မစိတ်ထင်တာကတော့မလွတ်လပ်ကြရင်တခုခုတော့သူတို့တယောက်တယောက်ဖဲ့မယ်လို့ထင်တယ်ပေါ့နော်။အရှိမလည်းအများကြီးလုပ်ခဲ့တဲ့ခါကျတော့ကဲမိတ်ဆွေတို့ရဲ့ထင်မြင်စားချက်လေးကကွန်မန့်မှာမန့်ခင်ပါသူတို့တယောက်တွေ့ရင်ဘာဖြစ်မလဲပေါ့နော်။မနေ့ကဖြန်သတင်းထုတ်ရတဲ့ဆက်ပြီးတော့တင်ပြပါမယ်နော်။